ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကအစင်ချင်းခွန်အားယူဖို့ရန်အတွက်ယောဘဝတ္ထုခန်းကြီး9အပိုင်ငယ်9မိဘွားတို့သည်အထက်သို့ပြန်တက်သည့်ဤသူလူသည်ဒုက္ခ၌ကျင်လည်ခြင်းကမွေးဖွား၏မိဘွားတို့သည်တဲ့အထက်သို့ပြန်တက်သည့်ဤသူတဲ့လူကတဲ့ဒုက္ခမှာကျင်လည်ဖို့မွေးဖွားတယ်လို့ဒီတမချမ်းစာမှာဖော်ပြပါတယ်မိဘွားဆိုတာကဘယ်ကနေလာလဲဆိုရင်တော့ မီးတောင်မီးလျံကနေလာတဲ့ရာဖြစ်ပါလေဒီလိုပါပဲဒုက္ခဆိုတာဘယ်ရလာလဲဆိုရင်တော့အပြစ်ကနေလာတာဖြစ်ပါလေဒါကြောင့်မို့လူကတဲ့လောကမှာမွေးဖွားလာတဲ့အခါမှာဒုက္ခမှာကျင်လည်ဖို့မွေးဖွားလာတယ်ဘဝဆိုတာကဒုက္ခပဲဘဝအတ္တတာထဲမှာအသက်ရှင်နေသူတွေဒုက္ခဆင်းရဲခြင်းကကြုံတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ဘဝရှိနေသူတွေဒုက္ခဆိုတာကရှိနေဦးမှာဖြစ်တယ်အဲ့ဒီဒုက္ခကဘယ်ရလာလဲဆိုရင်တော့အပြစ်ကနေလာတယ်မီးဘွားကမီးရနေလာတဲ့ကဲတော့ ဒုက္ခဆင်းရဲခြင်းကအပြစ်ကနေလာတယ်။အဲဒီဒုက္ခဆင်းရဲခြင်းထဲမှာကျင်လည်ဖို့လူဟာမွေးဖွားတယ်။ဒါကြောင့်မို့လောကမှာလူဟာဒုက္ခဆင်းရဲခြင်းတွေနဲ့မလွဲမသွေကြုံတွေ့ရတာဖြစ်ပါတယ်။ဖယားသခင်ဖန်ဆင်းစားမှာတော့လူမှာဒုက္ခဆင်းရဲခြင်းမရှိပါဘူး။လူကအေးချမ်းစွာနဲ့ငြိမ်သက်စွာနဲ့ဖယားသခင်ကိုချစ်ပြီးတော့ဖယားသခင်ကလည်းလူကိုချစ်ပြီးတော့ထာဝရကာလအထိအသက်ရှင်ဖို့ဖယားကရည်ရွယ်ပြီးတော့ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။တို့ရတွင်ဘုရားသခင်ရဲ့စကားကိုလူကနားမထောင်ဘဲနဲ့ဘုရားသခင်မလုံနဲ့ ဘုရားသခင်မစားနဲ့ဆိုတဲ့ဒီရာကိုကျူးလွန်ပြီးတော့လှုပ်ဆောင်မိတဲ့ခါမှာအပြစ်ဆိုတဲ့ရာကဝင်လာတယ်။အဲ့ဒီအပြစ်ကိုကျူးလွန်ပြီးတဲ့နောက်ဆက်တွဲမှာဒုက္ခဆင်းရဲခြင်းကလိုက်လာတယ်။ဒါကြောင့်မို့အပြစ်ကြောင့်ဒုက္ခဆိုတဲ့ရာကဖြစ်လာတယ်။လူကဆင်းရဲခြင်းတွေကိုရင်ဆိုင်ရတယ်။အိုခြင်း၊နာခြင်း၊သေခြင်းဒီလောကထဲမှာလူဖြစ်တဲ့အချိန်မှာဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုကြုံတွေ့ရင်ဆိုင်ရတာဖြစ်ပါတယ်။မကြုံခြင်းလဲကြုံရတယ် ကျွန်တော်တို့ကမအိုခြင်းလဲအိုရမယ်မနာခြင်းလဲနာရမယ်မသေခြင်းလဲသေရမယ်ဘဝဆိုတာကဒုက္ခပဲမွေးဖွားလာတာကိုကဒုက္ခခံဖို့ပဲဖြစ်တယ်ကျွန်တော်တို့လောကမှာတဲ့ဒုက္ခ၌ကျင်လေဖို့လူကမွေးဖွားလာတယ်လို့တမန်ကျမ်းစာကဖော်ပြတယ်ဒါဆိုအဖြေမရှိတော့ဘူးလားဒုက္ခတွေနဲ့ပဲတသက်လုံးဆက်သိမ်းတော့မှာလားလူဘဝထဲမှာဒီဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတွေကြုံပြီးတော့တမလုံးမှာလဲအပင်ငယ်ကိုသွားပြီးတော့လူဘဝကြီးကဘာအိပ်ပဲရှိလို့လဲ ဒုက္ခနဲ့ပဲဇက်သိမ်းပါလားဒုက္ခနဲ့ဇက်မသိမ်းပါဘူးအဖြေရှိပါလေတမန်ကျမ်းစာထဲမှာအဖြေပြောထားတယ်ဒုက္ခဆင်းရဲခြင်းတွေကအပြစ်တရားကနေလာတာဖြစ်တယ်ဒုက္ခဆင်းရဲခြင်းတွေကိုဖြစ်စေတဲ့တရားခံကအပြစ်ကြောင့်ဖြစ်တယ်ဒါကြောင့်မို့လူမှရှိတဲ့ဒီအပြစ်တရားကိုဖယ်ရှားမှပဲလူကဒုက္ခချမ်းသာကိုခံစားရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုခွတ်တော်ဘုရားကကောင်းဝင်ကဆင်းကြွလာပြီးတော့လူသားအလုံးကြုံနေရတဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကနေလွတ်မြောက်ဖို့ရန်အတွက် လူမှာရှိတဲ့လူမှာဆွဲကပ်လာတဲ့အဲ့ဒီအဖြစ်တွေကိုသူ့ပေါ်မှာတင်ပြီးတော့လက်ဝါးကြိုင်မှာအသေးခံပေးခြင်းအပြင်ကဲတင်သွားခဲ့တယ်ကျွန်တော်ရဲ့အဖြစ်တွေကိုဖယ်ရှားပေးလိုက်တယ်ယုံကြည်သောသူမြည်သူမဆိုအဖြစ်ကနေလွတ်မြောက်ပြီးတော့ဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်မှာဖြစ်ပါတယ်သုံးရမြောက်တဲ့နေ့မှာရှင်မြတ်ထမြောက်ပြီးတော့လူတွေမလွန်ဆန်နိုင်တဲ့သေခြင်းတရားကိုလွန်ဆန်ခဲ့တယ်အဖြစ်တရားကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုသခင်ရှုကအောင်မြင်ခဲ့တယ် တိုင်းလက်ဝသခင်ရှုကလူကိုကယ်ဖို့ရန်အတွက်ဖျားအဖြစ်မှလူစားတိခံပြီးတော့လူသားတွေမလွန်ဆန်နိုင်တဲ့လူသားတွေရင်ဆိုင်နေရတဲ့အပြစ်တရားကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကနေလွတ်မြောက်အောင်ကယ်တင်ပေးခဲ့ပါတယ်။ကျွန်တော်ဘုရားအတွက်ဒုက္ခဆင်းရဲခြင်းတွေကိုဖယ်ရှားပြီးတော့ဒုက္ခချမ်းသာကိုပြင်ဆင်ပေးတဲ့ဖျားရှင်ဖြစ်ပါတယ်။သင်ကသခင်ရှုခွတော်ကိုယုံကြည်ကိုးစားအမိပြုခြင်းအပြင်ယခုဘုရားမှာလည်းဒုက္ခချမ်းသာကိုခံစားရပြီးတော့နောက်တန်းမလွန်မှာလည်း ဘုရားသခင်ပြည့်စင်ထားတဲ့ဒုက္ခချမ်းသာထာဝရကောင်းကင်ကိုဝင်စားရမှာဖြစ်ပါတယ်။အဲ့ဒီလိုပြောလို့သခင်ရှုကိုယုံကြည်ရင်လောကမှာဘာဒုက္ခဆင်းရဲခြင်းမှမရှိတော့ဘူး။အိုခြင်း၊နာခြင်း၊သိခြင်းတွေဘာမှမကြုံတော့ဘူး။အားလုံးအဆင်ပြေသွားမယ်လို့မဆိုလိုပါဘူး။လောကဖြစ်သောကြောင့်လောကဒဏ်တရားဒုက္ခဆင်းရဲခြင်းဆိုတာကတော့ရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ရှုကရှင်ဝံခရစ်ဝင်ခန်းကြီး16အပိုင်ငယ်33မှာဘယ်လိုပြောလဲဆိုရင်သင်တို့ဒီငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းက ဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။သို့တော်လည်းမစိုးရင်ကြနှင့်ငါသည်လောကကို အောင်ပြီဟု မိန်တော်မူ၏။တခင်ရှုကပြောပါတယ်သင်တို့ဟာတဲ့ဒီလောကထဲမှာဆင်းရဲဒုက္ခကိုခံရမယ်။မခံရဘူးလို့မပြောပါဘူး။လောကဖြစ်သောကြောင့်ဒုက္ခဆင်းရဲခြင်းဆိုတာကရှိနေမှာဖြစ်ပါတယ်။ဒီဒုက္ခဆင်းရဲခြင်းကိုကျွန်တော်တို့ကခံရမှာဖြစ်တယ်။ဒါပေမဲ့တဲ့မစိုးရင်ပါနဲ့။ ငါသည်လောကကိုအောင်မည်သခင်ရှုကဒီဒုက္ခဆင်းရဲခြင်းတွေအိုခြင်းနာခြင်းသေခြင်းနောက်ဆုံးတက်မလုံးမှာအပင်ငဲသွားရမယ်ဒီဆင်းရဲခြင်းအမျိုးမျိုးကိုအောင်မြင်အောင်လှုပ်ဆောင်ပေးခဲ့တဲ့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မို့သူ့ကိုအမိပြုမယ်ဆိုရင်ねငြိမ့်သက်ခြင်းရှိမယ်လို့ဖော်ပြပါတယ် ဘလောက်ပဲဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာသင်ကရောက်နေပါစေသခင်ရှုကိုအားကိုးမယ်သခင်ရှုကိုကိုးစားယုံကြည်မယ်သခင်ရှုကိုအမိပြုမယ်ဆိုရင်တော့သင်ကအဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာငြိမ်သက်စွာနဲ့ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ယခုဘဝမှာသင်ကအပြင်မှာဘလောက်ပဲဒုက္ခဆင်းရဲခြင်းတွေကြုံနေပါစေသင်ရဲ့အတွင်ထဲမှာဒုက္ခချမ်းသာဖြစ်တဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာတွေကိုခံစားမှာဖြစ်ပါတယ်နောက်တက်မလို့မှာလဲသာရဒုက္ခချမ်းသာကိုဝင်စားမှာဖြစ်တယ်ဒါကြောင့်မို့ချေသောကြောင့်စီတိုင်း လူဆိုတာကဒုက္ခ၌ကျင်လေဖို့မွေးဖွားလာတာဖြစ်ပါတယ်ဘဝဆိုတာကဒုက္ခပဲဒါကြောင့်မို့ဘဝကဖျားတာမရှိဘူးဆိုရင်အတိတ်ပဲမဲ့နေမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကိုကယ်တင်တဲ့ဖခင်ကျွန်တော်ကိုမဆားတဲ့ဖခင်ဆင်းရဲခြင်းမျိုးမျိုးကနေလွတ်မြောက်အောင်မဆားတဲ့ဖခင်သခင်ရှုခွတော်ဖခင်ကိုယုံကြည်ခြင်းအပြင်ဒုက္ခဆင်းရဲခြင်းတွေများစွာရှိနေတဲ့ဒီလောကကြီးထဲမှာသင်ကအတွင်းထဲမှာညင်သက်အေးချမ်းစွာနဲ့ ုက္ခချမ်းသာကိုခံစားရပြီးတော့ဖြတ်သန်းနိုင်မှာဖြစ်တယ်လို့နောင်တမလုံးမှာလည်းဘုရားသခင် ပြင်ဆင်ထားတဲ့ဒုက္ခချမ်းသာကောင်းဝင်နိုင်ငံကိုဝင်စားမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ